်ကအသက်မပြည့်သေးတဲ့ကလေးငယ်တွေကို လူသစ်စုပြီးတင်နန်းပေးနေတာဝန်ခံလိုက်ပြီးဆိုပြီးဖြန့်ဝေနေပါတယ်။မင်္ဂလာပါ DV ဖက်ချက်ရဲ့ podcast အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ AA အဖွဲ့ကအသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုလူသစ်စုပြီးတင်နန်းပေးနေတာဟုတ်မဟုတ် NUG လက်အောက်ခံ PDF တွေကပြည်သူပိုင် ပစ္စည်းတွေကိုခိုးယူနေလို့ပြည်သူတွေအခက်တွေ့နေတယ်ဆိုတာတကယ်လားစရဲစီစီချက်တွေကိုဒီ podcast ကနေနားဆင်နိုင်မှာပါ အေးအေးအဖွဲကအသက်မပြည့်သေးတဲ့ခလီးငယ်တွေကိုလူသစ်စုပြီးတင်နန်းပေးနေတာဝန်ခံလိုက်ပြီးဆိုပြီးဖြန့်ဝေနေပေမဲ့အမှန်တကယ်တော့စစ်တပ်ကကိုပိုင်အထက်တန်းကျောင်းကိုဘုံကျဲချလို့ခလီးငယ်တွေထိခိုက်သေးဆုံးခဲ့ရတာကိုအေးအေးအဖွဲကလူသစ်စုဆောင်ပြီးတင်နန်းပေးနေတယ်လို့ဖြန့်ဝေနေတာပဲဖြစ်ပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းကြောက်တော်မြို့နယ်ကကိုပိုင်အထက်တန်းကျောင်းတစ်ခုကိုစစ်တပ်ကစက်တင်ဘာလ12ရက်နေ့ကဘုံကျဲချခဲ့လို့ ကျောင်းသူကျောင်းသား20ကျော်သေဆုံးခဲ့ရတယ်လို့ DVB နဲ့လွတ်လပ်ပြီးပြစ်ချတဲ့သတင်းဌာနတွေမှာဒေသခံတွေရဲ့ပြောဆိုချက်တွေနဲ့အတူဖော်ပြထားပါတယ်။အရခတ်တော်အေးဒင်းပိုက်ထင်းချုပ်ထားတဲ့ကြခိုင်ပြည်နယ်မြောက်ပိုင်းကျောက်တော်မြို့နယ်တွေကကိုပိုင်အထက်တန်းကျောင်းတစ်ခုကိုစက်တင်ဘာလ7ရက်နေ့မနက်တနားီကျော်မှာစစ်တပ်ကဘုံကျဲတာကြောင့်ကျောင်းသားကျောင်းသူအများစုသေဆုံးပြီးသေဆုံးသူအရေအတွက်ဟာ22ယောက်အထိရှိလာပါတယ်။ လူအများအိမ်မောကြကြိမ်မှာကျဲချခဲ့တဲ့စစ်တပ်ရဲ့ဘုံနှလုံးဟာကြောက်တော်မျိုးနဲ့တရက်တပင်ကြေးရွာကပညာပန်းကင်းကိုပိုင်အထက်တန်းကျောင်းကိုကြားရောက်ပောက်ကွဲခဲ့တာပါသစ်ဆုံးတရားရသူတွေထဲမှာ7တန်း7တန်းအရွယ်ကျောင်းသားကျောင်းသူအများစုပါဝင်ပါတယ်စတေမာလာ7ရက်နေ့မိုးလွယ်ပိုင်းအထိသစ်ဆုံးသူ22ဦးနဲ့ဒဏ်ရာရသူ26ဦးရှိပြီးသစ်ဆုံးသူအရေအတွက်ထပ်တိုးနိုင်နေတယ်လို့သိရပါတယ်ဟိုအများစုကတော့ဒီ အာအသက်ဒီတစ်နှစ်ကနေဆယ်ရှစ်နှစ်ကြာပေါ့နော်ဒီចောင်းသားလူငယ်တွေအထူးသဖြင့်တော့ဒီ၁၀တန်း၁၇တန်း၁၂တန်းတဲနေတဲ့ចောင်းသားလူငယ်တွေအာဖြစ်ပါတယ်တချို့ဒဏ်ရာရတဲ့သူတွေကဒီဒဏ်ရာပြင်းထန်တာတွေလည်းအာရှိနေပါသေးတယ်ဟိုဒါကြောင့်မို့လို့ဒီထိခိုက်တေဆုံးမှုကတော့ဟိုထားပြီးတော့တိုးလာနိုင်တဲ့အနေအထားမှာရှိပါတယ်အခင်းဖြစ်တဲ့နေရာကိုဒီကနေ့မနေ့ရောက်ရှိခဲ့တဲ့ចောက်တော်မျိုးဒေသခံတူဦးကတော့သူမြင်တွေ့ရတဲ့အခြေအနေကိုခုလိုပြောပြပါရစေ။ အမဒီအခုလက်ရှိမှာဆိုရင်တော့ဒီပေးဆောင်သွားသူတွေရဲ့ဒီရောက်လောင်းတွေကိုဒီပြချို့ဖို့အတွက်ဒီပြင်ဆင်နေကြပါတယ်။မင်္ဂဇူပေးဆောင်သွားတဲ့ဒီတပ်သမီးပေးဆောင်သွားတဲ့ဒီမင်းဖမင်းဖတွေဆိုရင်လည်းဒီရင်ခွင့်မတက်ဖြစ်နေပြီးတော့ဒီငိုရပြီးတော့ဒီခွင့်နေရတာကိုလည်းတွေ့မြင်ခဲ့ရပါခင်ဗျာ။စစ်တပ်ရဲ့ ဒါကြောင့် AA အဖွဲ့ကအတမပြည့်သေးတဲ့ကလေးငယ်တွေကိုလူသစ်စုပြီးတင်နန်းပေးနေတာမဟုတ်ပဲစာတင်ချောင်းဖုံးကျဲခံရပြီးကလေးတွေထိခိုက်သေးဆုံးခဲ့ရတာသာဖြစ်ပါတယ်။နောက်ထပ်နားဆင်ရမယ့်သတင်းအမှားစစ်ဆေးချက်ကတော့ NUG လက်အောက်ခံ PDF တွေကပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူနေလို့ပြည်သူတွေအခက်တွေ့နေတယ်ဆိုပြီး screen shot ရိုက်ထားတဲ့တပ်ပုံနဲ့အတူဖြန့်ဝေနေတာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာ screen shot ပုံဟာ2022ခုနှစ်က စကိုင်းတိုင်းကဏီမြို့နယ်ဝင်းမနာရဲစခန်းကို PDF တပ်ဖွဲ့တွေကဝေရောက်ရှင်းလင်းခဲ့စဉ်ကတပ်ပုံတွေဖြစ်နေတာကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။လွတ်လပ်ရင်းကြီးစိတ်ချတဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေထဲမှာသတင်းတပ်ပုံအဖြစ်ဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါအပြင်ဒီဖြတ်ဝင်မှုဟာအခုမှဖြတ်ဝင်နေတာမဟုတ်ပဲစစ်တပ် lobby တွေဟာ2022ခုနှစ်တုန်းကလည်းဖြတ်ဝေခဲ့ပူးပြီးသတင်းအမှားဖြစ်ကြောင်းအချက်လက်စစ်ဆေးပေးတဲ့ဌာနတစ်ခုဖြစ်တဲ့ Fat Crescendo နဲ့သတင်းဌာနတွေမှာလည်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့် NUG လက်အောက်ခံ PDF တွေကပြည်သူပိုင်ပစ္စည်းတွေခိုးယူနေလို့ပြည်သူတွေအခက်တွေ့နေတယ်ဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားသာဖြစ်ပါတယ်။နေ့ရက်တိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်အမှားခွဲခြားနိုင်စေဖို့တင်ဆက်ပေးနေရပါ။ online ပေါ်ကသတင်းတွေကိုတွေ့တိုင်းချက်ချင်းလက်ခံယုံကြည်လိုက်တာမျိုးမဟုတ်ပဲမိမိတို့ကိုယ်တိုင်ဖက်ချက်လုပ်ပြီးမှယုံကြည်ကြပါနော်မင်္ဂလာရှိတဲ့ညချမ်းအချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင်